င်ဒါအင်မထမင်းနေတော့အင်မကဘာလို့ထမင်းကိုအနီအောင်လေးနဲ့တော့တာပလာတာတော့ကတော့အကြီးကပလာတာဆမှုကပါမယ်ပလာတာဆမှုကဒီနန်းကြီးတော့ကိုစားလို့စားမယ်ဒီတော့လေးစင်တော့ကြိုက်တယ်ပြိပတ်ကြီးစားပါအောင် street food အနေနဲ့ပေါ့နော်ဒီလိုမျိုးဖတ်နေစားရတော့ဒီရောင်းတဲ့အမရဲ့အမြင်ရှိတာတော်တာပေါ့နော်ဖတ်ကြည့်နေရောင်းနေရလားအဲ့လိုမျိုးပေါ့အခုအဲ့လိုဆိုစိတ်ဆိုးရတယ်လားဖတ်ကောကလေတကူးတကမြဲမြဲလုံးတော့လေသူ လို့ဖက်ကြီးနေလားလို့မေးလိုက်လေရင်ထဲမှာလေးခံစား မနက်စာစားဖို့အတွက်တာဂက်တက်အမှတ်၅ဈေးနှုန်းကိုရောက်နေရဒီနေ့ကဟိုအွန်လိုင်းမှာရောင်းတာတွေ့မိတာဟိုဗာလဲဟိုပြီထမင်းတုပ်လေးပေါ့နော်အဲအဲ့ဒါလေးကိုဇင်ကစားမယ်ဆိုပြီးတော့ထွက်လာတာအဲဇင်ကပုံမှန်အားဖြင့်ဆိုရင်မနက်ပိုင်းဆိုလို့ရှိရင်လို့အသားငါးပါတာကိုမစားနိုင်ဘူးပေါ့နော်ညီနှာညီနှာပါတာမစားနိုင်ဘူးဆိုတော့ဆိုတော့အဓိကအသားငါးမပါတာကိုရွေးပြီးစားပြစ်တယ်အဲဒီမှာကတော့ပြီထမင်းတုပ်လေးဆိုတော့တက်တက်လွယ်တုပ်ခိုင်းလို့ရမယ်လို့ထင်တယ်ဟုတ်ကြည့်မယ်နော်ဆရာပြင်လာပါဟာပါလေးရလဲမှာ ရာရာတိပါဒါရမယ်တပဒီဆုံးနေတော့လည်းဒီတော့တို့ဘူးတော့ခင်မန်းတော့ခေါ်ဆိုင်တော့ကြပါတော့ဟာအများကြီးပဲအဲ့ဒါဆိုရင်ဘာလေးစားရင်ကောင်းမလဲအိမ်မသမီးတို့ရေးစားကြည့်အိမ်မသမီးတို့စားကြည့်ပါလေနော်အဲ့ဒါကြည့်အဲ့ဒါဈေးဟိုဟိုကပါလဲအသားမထည့်ဘူးနက်နက်မင်းမထည့်ဘူးဟုတ်ကျန်တာရအဲဒီမှာကဈေးကအိမ်မသမီးတို့လေးစားကြည့်မယ်အဲဈေးကအဲ့လို မန်လေးသူဆိုတော့အလိုနန်းကြီးတုတ်ကလည်းကြိုက်တယ်ဆိုတော့ဒီကဒီကနန်းကြီးကိုဘယ်လိုတုတ်မလဲသိချင်လို့စကြည့်ပါခင်ဗျာအမနက်ဆိုလို့ရှိရင်6နာရီ6နာရီကလောက်ဆိုရင်ကထားရပါတော့မနက်စာကိုတော့ပုံမှန်စားရတယ်တနေ့ကုန်စာမစားရင်သာရမယ်ဇင်ကမနက်စာတော့ပုံမှန်စားရဇင်ကအတုပ်စားတာကြိုက်တယ်မနေ့ကတော့မကိုယ့်အိမ်မှာကိုခောက်ဆွဲကိုအထုပ်ဝယ်လိုက်တယ်ဝယ်ပြီးတော့ခောက်ဆွဲကိုပြုတ်ပြီးကွက်ကိုတုတ်စားလိုက်သေးတယ်ကိုယ်တိုင်လိုလဲဆိုပြီးလိုမျိုးတော့ရတယ်အရင်ကြိုက်တယ်တေးသမင်းတော့ပြပလာတာမင်းပေါ့ဒါအင်မအင်မသမင်းနေတော့အင်မမအဲ့လိုသမင်းရောအနီအောင်လေးနဲ့တော့တာ ဒါစီတဲ့အနီစင်နေအော်အဓိကကတော့ဒီစင်နေပေါ့အဒါလေးရမှာကျက်သွန်ကျော်လေးထက်အဲတချို့ကြာညီမလေးသမင်းဆိုတော့လေအဖြူပဲကြိုက်ကြတယ်ဟဲ့လို့အနီကြတော့လေတို့ကစိတ်ထက်တစ်မျိုးပေါ့နော်သမင်းနေရာအဲအယောင်မဟုတ်လေးပေါ့မတော့သမင်းချက်တရားတစ်ခါတည်းထက်ချက်တူဘူးစိမ်မန်းဆိုစိမ်မန်းဆိုတာလေဒီဘက်ကလူရစိမ်မန်းပွေတော့တုတ်တယ်ထင်တာမတရားမဟုတ်ပါဘူးတူဘူးကျော်ပါသူကနန်းနန်းမင်းရဲ့ကျက်သွန်ရဲ့ခေါ်ပြီးရဲ့အဲ့ဒါရဲ့ဒီလိုမျိုးခောက်ဆွဲလေးတစ်မျက်နှမျက်တုတ်တာ ာမငယ်ဦးသည်အတောင်ကိုကိုယ်တိုင်ကြော်ရတာပေါ့နော်အဲ့ဒါကိုစီလေးနဲ့ကြော်ရတာဒီလိုင်းဖလော်လာမဟုတ်ဘဲနဲ့စီနဲ့ကြော်တာကြော်ပြီးတော့မှစက်သွုံပြူစီချက်ထဲမှာပြန်ပြီးတော့စီချက်ချက်တာဒီမှာအတောင်ကိုကြော်ပြီးတော့ကို့ဘာသာကိုကြော်တာပေါ့နော်ဒီမှာတော့မကြော်ဘူးပေါ့မှာဒီမှာရန်ကုန်မှာကြော်လို့မရအောင်မှနေမှာလားပလာတာတော့ကတော့အကြီးကပလာတာဆက်မှုကပါမယ်ပလာတာဆက်မှုသား ဒါကအင်းမနန်းကြီးတုတ်ဒါကအင်းမဒီခမင်းတုတ်ဒီနန်းကြီးတုတ်ကိုစားလိုက်စားမယ်။ဒီကတူကလည်းမကင်တက်ဘူးမကြွအောင်။ဆက်လျှော်တာချင်းချင်းလေးအဲ့လိုကောင်လားဒီပိုင်းအောင်လေးကပါလို့မသိဘူး။အဲ့လိုတော့ကောင်းတာပဲ။အဲ့မန်းလေးတုတ်ကကော်ပီမပါဘူးထင်တယ်ဒီမှာကော်ပီပါတယ်။ကျန်တဲ့ဟာအတူတူပဲ။ တကယ်တမ်းပြောရင်ဇင်တို့လိုဟိုကအသားငါးမစားတဲ့သူတွေကဘယ်ရောက်ရောက်အဒီတုတ်ကဒီတုတ်ပဲပါဘို့လေအသားငါးမထဲတော့အရသာနည်းနည်းစင်လဲဟိုနဲ့ဒီပဲအာဟင်းရသာလေးကကောင်းတယ်သူကခေါ်ပြီးရသာကတော့ချိုတတ်ပါပြီသားလေအိမ်မှာဆိုဒီဟင်းကြီးမြဲခွက်ကိုမြဲလုပ်ဖြစ်တယ်ဒီတုတ်လေးစင်တော်တော်ကြိုက်တယ်ပြိတ်သက်ကြီးစားပါအောင်ဒီလိုမျိုး street food အနေနဲ့ပေါ့နော်ဒီလိုမျိုးဖတ်နေစားရတော့ဒီရောင်းတဲ့အမရဲ့အမြင်ရှိတာတော်တာပေါ့နော် မဒီဟောက်တစ်ခါမစားဘူးဒီပန်းရောင်သမင်းလေးလည်းမစားဘူးဆိုတော့သူကတို့ဦးရဲ့သမင်းနေနေလေးတွေရောပြီးနေတာသူရတာထူးဆန်းတယ်ဟောသူတစ်ခါမစားဘူးဒီဟာသမောကြီးလည်းပါတယ်ချင်းငန်းစားဖို့လည်းမလိုမဟုတ်ဘူးဒါနဲ့အစိမ့်ဘက်ကိုသွားတယ်ဘာလို့လဲဆိုတော့ဒီဒီဟာလေးတွေကလည်းစိတ်စိတ်နေတဲ့ကိုသွားတယ်အဆောင်တော့ဆိုလို့ရှိရင်ဗမာလုတ်ထဲမှာတော့မှအဆောင်တော့ဆိုရင်ခင်ဗျားမစားဘူး။ဒါမဲ့ခင်ဗျားခုစားကြည့်လိုက်တဲ့အခါကျတော့တော်တော်လေးကောင်းနေတယ်မှာပါတယ်။ အဓိကကင်းစရာဟိုအဖေကိုအားကြတာပေါ့နော်အဖေကတသက်လွတ်စားနှစ်90ရှိပြီအဲသူကရာသက်ပါတသက်လွတ်တမားပေါ့အသူ့ကိုအားကြလို့လိုက်စားရင်လည်းကိုကိုရိုင်းလိုအသားငါးညင်တော့မခံနိုင်တော့ဘူးပေါ့အသားကိုမတိလို့စားလိုက်ပြီးရင်တော့မှဟိုဟာပြန်အံ့ကျင်တယ်မတိပဲစားလိုက်ရင်တော့ပြန်ပြီးပြိုးသက်လာတယ်ပြောလို့ရှိရင်ခေါင်းကိုက်လာတယ် ဲ့ကြောင့်စင်အသားကတော့စားလို့မရဘူးပြီးတော့အသားကစားလို့မရတာမဟုတ်အသားဟင်းအဲ့လိုချက်နေတော့မှအဲ့အဲ့အနံ့ကိုအဲ့အိမ်ထဲမှာမခံနိုင်ဘူးပေါ့နော်အဓိကခင်စင်ညှိနှံ့ကိုမခံနိုင်တာဟိုငန်းပြားရေဆိုလဲပဲငန်းပြားရေတုံးတာမျိုးပေါ့နော်ငန်းငန်းပြားရေပေါ့ကြာနည်းနည်းစကြတရာမျိုးကြီးလည်းရှိရပါတော့ဆိုတော့စိတ်ကလည်းပိုကြည့်ပြီးပိုလန်းတယ်ပြီးတော့တသက်လွတ်စားတာပို့ပြီးတော့အပင်ပန်းခံနိုင်တယ်လို့ပဲခင်စင်ထင်တယ်ဒါပေမဲ့အိမ်ကခင်စင်တသက်လွတ်လုံးဝ pure vegan အိမ်ကမလုပ်ခိုင်းဘူး မဆန်ခွဲ့3နှစ်လောက်တော့ရှိပြီတော်ဘူးတုတ်တွေပါနေအမတို့ချိန်မှာကြာမနှက်စာပဲစားမနှက်စာစားတာပေါ့နော်စားတဲ့ခါကျဒီမှာကြာအမတို့မနှက်စာစားမယ်အစင်မပြေဘူးမစားတတ်ဘူးဒီအချိန်ရည်တွေတုတ်တာတွေပါနေတော့အဲ့လိုတိတ်မစားတတ်တဲ့ခါကျတော့ရောင်းနေရောင်းနေချိန်မှာလည်းသူများနဲ့မတူကိုအင်းမလိုမျိုးပဲအင်ဘက်နယ်ပဲရောင်းမယ်အနက်ရတာအဲ့ဒါလေးအကုန်တူတူပြအောင်ဆိုပြီးတော့ပုံချမ်းလည်းအင်းမပဲမှာအင်းမမှာမိပါရှိရောလည်းအစီအစီတာပေါ့နော်ငါလေးမြောက်အမအကောင့်တက်လို့ပါ ဆိုင်ရင်ကအတုတ်ကတော့အင်မတုတ်တွေပြီးတုတ်တွေရောင်းတဲ့ခါကျတော့လဲဆိုင်လက်ထူထူထူပေးမနေတော့ဘူးအင်မတူပဲအဲ့လိုမျိုးပဲဘာလဲအင်မဆိုတော့အမဆိုင်ကမနက်9နာရီဆိုရပြီမနက်9နာရီကနေ9နာရီထိပေါ့အော်ဒါမှရမှ6ပေါက်ကနေနှမ်းပြီးမှလို့ရအဲ့ messenger ပေါ့ဖုန်းနံပါတ်တွေလည်းတင်ထားပြီ Facebook ကလည်းအင်မတူနဲ့ဟုတ်ပြောရမှာဆိုဖောက်တဲ့လေးတွေရှိတဲ့ခါကျတော့ပျော်တယ်သိရမှာသူတို့တွေကမထွက်ဘူးလားအဲ့လိုမျိုးစားချင်တယ်စားကောင်းတယ်ရောင်းကောင်းတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောတဲ့ခါကျတော့ကိုယ်ကပျော်တယ်ပေါ့တချို့ကျတော့လဲအော်လေနေလို့ဖက်ကလေးနေလားဖက်တွေကပေါ်နေပြီလားပေါ့အဲ့လို မဟုတ်ဘူးအင်းမနေမှာတာပေါ့နော်ခတ်တယ်ပေါ့ဒါပေမဲ့ဟိုဘက်မှာဈေးပေါ်ပဲမယ်တန်စာကတွေအောင်မလို့တော့ဒါဈေးကြီးတယ်ဖက်ကြီးနဲ့ရောင်းနေရလားအဲ့လိုမျိုးပေါ့အကွအဲ့လိုဆိုစိတ်ဆိုးတယ်တလားဖက်ကိုကလေတကူးတကမြဲမြဲလုံတော့လေသူတို့ကအဲ့လိုဖက်ကြီးနဲ့လားလို့မေးလိုက်လေရင်ထဲမှာလေခံစားရတယ်အိမ်မှာဆိုလည်းအဲ့လိုဖက်ကိုတယောက်ယောက်ကဖိပြီဆိုရင်လေစိတ်ဆိုးတယ်အငါဘက်တော့မဖိနဲ့လို့ပေါ့အရန်စားကောင်းပါတယ်ပေါ့နောက်လည်းလာခဲ့မယ်အများကြီးရောင်းကောင်းပါစေ MC ပြည်သက်ကြီးခင်စင်ခုလိုမျိုးစားတာကိုလိုက်ကြည့်ပေးတာကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ပြီးတော့ MC ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုမြန်မာနိုင်ငံမှာခုလိုမျိုးပေါ့နော်ဟို street food လေးတွေကို promote လုပ်ပေးတဲ့ program လေးဖြစ်တဲ့အတွက်ကြောင့်ခင်စင်ပါဝင်ရတာအရန်လဲဂုံယူရဲအရန်လဲဝမ်းသာပါတယ်။ဒီမနက်စောစောစီစီမှာညီမနေမပါဘူး။အရန် fresh ဖြစ်တဲ့အာသူ တုတ်တဲ့ပုံစံလေးရလဲအရန် hygiene နဲ့အရန်ဖြစ်တယ်အရန်တန့်ရှင်းတယ်လို့ခံစားရတယ်ပြီးတော့သူ့ရဲ့ food decoration လေးရလဲတကယ်ဆိုင်ကြီးဆိုင်ကောင်းတွေမှာလုပ်တဲ့ food decoration လေးနဲ့ပဲသူတုံးထားတယ်အဲ့ဒီနေ့ရိုက်မှမဟုတ်ဘူးနော်သူ့အဲ့မှာ impact တွေကအများကြီးပဲသူကနေတိုင်းသူ့ရဲ့ဒီ food decoration ကိုသူအဲ့လိုပဲသူပြင်တာပေါ့နော်ဆိုတော့အရန်ချီကျူးဖို့ကောင်းပါတယ်ကြယ်အခုခင်စင်မနက်စာစားပြီးပြီဆိုတော့ခင်စင်နေ့စောစောစီစီခင်စင်ဆိုင်ကိုသွားတော့မယ်ဆိုင်အောင်တော့ပြီးလို့ရှိရင်ဒီနေ့ဆိုင်မှာလုပ်ဆရာရှိရာလေးလုပ်မယ်ပြီးလို့ရှိရင်ရိုက်ကွေးနဲ့ပတ်သက်တဲ့မီတင်လေးတွေလုပ်မယ် ဆိုရင်အာအားလုံးပဲနှုတ်ဆက်ပါတယ်